်စည်းနှုံများဖြစ်တာရောင်းဝယ်ကြရန် WG ၏ဥပဒေတိုက်တွန်းဆိုတဲ့တွင်လုံးကိုင်းပေါင်း600ကျော်ခုံယူမိရဲ့လုံးကိုင်းပြပွဲပြုလုပ်မည်ဆိုတဲ့သတင်းရေထွားပူပုံများဤထုတ်လုံးမှုစွမ်းရည်နှင့်ဈေးကွက်ပြိုင်ဆိုင်နိုင်စွမ်းမြင့်တင်နိုင်ရန်လိုအပ်ဆိုတဲ့သတင်း င်ငံတကာသတင်းတပုတ်အနေနဲ့မင်္ဂလာသစ်ဝင်ကြီးချုပ်ဟောင်းတရားစီရင်ရမတိုင်းမီတရက်အလို့ဒါကား၌ပောက်ကွဲမှုများဆက်လိုက်ဖြစ်ပွားဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ တပ်မှန်ရွှေစိမ်းနှုံများဖြစ်တာရောင်းဝယ်ကြရန် YGEA ဥက္ကဋ္ဌတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေဆိုင်တွေအနေနဲ့တက်မှန်ဈေးနှုန်းများဖြစ်တာရောင်းဝယ်ချဖို့ရောင်းတိုင်းဒေတာကြီးရွှေလုံငန်းရှင်များအသင်း WGE ရဲ့ဥက္ကဋ္ဌဦးမျိုးမြင့်ကတိုက်တွန်းလိုက်ပါထိဒဝင်းပါလာ18ရက်နေ့ကရောင်းတိုင်းဒေတာကြီးရွှေလုံငန်းရှင်များအသင်းရုံမှပြုလုပ်တဲ့ငွေကြေးခဝါချမှုနှင့်အကြံဖတ်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖြတ်ရေးဆိုင်ရာအသိပညာပေးအသင်းထံအမှတ်စဉ်26ဖွင့်ပွဲမှာဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုတိုက်တွန်းပြောကြားခဲ့တာပါလက်ရှိမှာဆိုင်ရချိုးကရည်ညွှန်းစေးနဲ့ ောင်းဝယ်ထားတွေရှိနေပြီးတင်ကြားထားတွေရှိလာရင်အရေးယူခံရနိုင်တယ်လို့ဆိုပါတယ်။သမတ်ရှင်ညွန်စိနှုံဟာ ရွှေဆိုင်ထွေးရဲ့အခွန်ဝန်ထမ်းစရိတ်စားထားတွေကိုပါသူရိတနာပြုလုပ်ပြီးထုတ်ပြန်ထားတာဖြစ်တာကြောင့်ရွှေစည်းမတတ်အောင်ဆောင်ရွက်ဖို့နဲ့ဆိုင်ထွေးရနေနဲ့တမာတိရှိရှိရောင်းဝယ်ကြဖို့လိုတယ်လို့လည်းဆက်လက်ပြောကြားပါတယ်။ ဒီကနေ့မှာတော့ကပန်းရွှေစေးတောင်စားကိုအမေရိကန်ဒေါ်လာ4,800ဆေးရှိနေပြီးဓာတ်တုရွှေရှိညိုစေးကော်မတီရဲ့စံချိန်မီရွှေတစ်ချက်သားစီ59,900ချက်တတ်မှတ်ထားတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အလောကကိုင်းပေါင်း600ကျော်ခေါ်ယူမြည်အလောကကိုင်းပြပွဲပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လောဝကိုင်းပေါင်း600ကျော်ခေါ်ယူမဲ့လောဝကိုင်းပြပွဲတစ်ခုကိုရန်ကုန်မြို့ Time City Office Tower 1ရဲ့18လွှာရှိ Convention Center မှာယခုလ22ရက်နေ့23ရက်နေ့တွင်မှပြုလုပ်သွားမယ်လို့သိရပါတယ် အဆိုပါ Time City International Career and Trophy 2025မှာနိုင်ငံတကာထိပ်တန်းကုမ္ပဏီကြီးများမှ entry level မှစပြီး professional level များအထိ position ပေါင်း600ကျော်ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။အလောအကိုင်းပြပွဲကိုကိုယ့်ရဲ့ချိတ်ဆက်မှုများပြုလုပ်ရန်အတံမွေးဝမ်းချောင်းဆိုင်ရာအခွင့်အလမ်းများမျှဝေရန်နဲ့ကျောင်းသားကျောင်းသူတွေရဲ့အနာဂတ်အလောအကိုင်းတိုးတက်မှုအတွက်အဖို့တန်တဲ့အခွင့်အလမ်းတွေကိုအသုံးချနိုင်ဖို့ရည်ရွယ်ထားဖြစ်တယ်လို့သိရပါတယ်။ ပြပွဲအတွင်းလာရောက်အလုတ်ရှောက်ထားလူသူတွေအနေနဲ့မိမိတို့ရဲ့ကိုယ်ရဲ့ချက်လက်မှတ်တမ်း CV ဖောင်များမပြတ်မကွက်ယူဆောင်ခဲ့ဖို့လိုပြီး walk in interview များလည်းပါဝင်မယ်လို့သိရပါသေးရှင်ဆလဘီရေထွားပို့ကုန်များဤထုံးလုံးမှုစွမ်းရည်နှင့်ဈေးကွက်ပြိုင်ဆိုင်နိုင်စွမ်းမြင့်တင်နိုင်ရန်လိုအပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံနေနဲ့နိုင်ငံပေါင်း40ကျော်မှဈေးကွက်များသို့ရေထွက်ကုန်ပစ္စည်းများတင်ပို့ရောင်းချနေတော်လဲထုတ်လုပ်မှုစွမ်းရည်ဈေးကွက်ရရှိမှုနဲ့ကမ္ဘာဈေးကွက်၌ရှင်ပြိုင်နိုင်စွမ်းအားမြင့်တင်နိုင်ဖို့လိုအပ်နေတယ်လို့စိုက်ပျိုးရှိမွေးမြူရေးနှင့်ဆက်များဝန်ကြီးဌာနဒုတိယဝန်ကြီးထောက်သားအောင်ကြီးကပြောပါတယ်။ယမန်နေ့ကကျင်းပတဲ့49ချိန်မြောက်လစဉ်ဗုဒ္ဓဖူးနေ့စကားဝိုင်းဆွေးနွေးပွဲမှာဒုတိယဝန်ကြီးထောက်သားအောင်ကြီးကအထပ်ပါအတိုင်းပြောကြားခဲ့တာပါ။ ဒါကြောင့်ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုဖွံ့ဖြိုးတိုးတက်လာစေဖို့ခင်မီနီးစနစ်များအရေးသွေးမြင့်မျိုးကောင်းမျိုးတန်များကျွမ်းကျင်မှုနဲ့ထုတ်လုပ်မှုစွမ်းရည်မြင့်တင်နိုင်ရေးအပြင်ထုတ်ကုန်ဝယ်ရေးအသွေးအစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစံချိန်စံညှိုးများကိုလိုက်နာအကောင့်ထဲပို့ရေးဆောင်ရွက်ချဖို့လဲဒေါက်တာအောင်ကြီးကတိုက်တွန်းထားပါသေးတယ်။ ထာပြင်ရရှိထားတဲ့ဈေးကွက်များကိုတည်တန်းအောင်ထိန်းသိမ်းပြီးဈေးကွက်အသစ်ရှာဖွေထားအကုန်ချမ်းတင်ပို့မှုများမှကုန်ချောထုတ်ကုန်များတင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ဖို့လဲဆိုပါထိန်းမြန်မာနိုင်ငံမှပစုံအပါဝင်ငါးစားတီရေထွက်ကုန်များကိုတရုတ်ထိုင်းဘင်္ဂလားဒေ့ရှ်ဂျပန်စားတဲ့နိုင်ငံပေါင်း၄၀ကျော်ကိုတင်ပို့နေထားပါသည် အဒီလိုတင်ဖို့ရှာမှရန်ကုန်မြို့ကသင့်ပုံမှန်တင်ဖို့နေတဲ့အပြင်နေဆက်ကုံတွဲရေးကလည်းတိုက်ရိုက်တင်ဖို့နေတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းတရားစီရင်ရမတိုင်းမီတရက်လို့ဒါကား၌ပောက်ကွဲမှုများစတိုက်ဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာမှာဘုံပေါက်ကွဲတံတွေဆက်တိုက်ကြားခဲ့ရပြီးမြို့တော်နဲ့အခြားဒေသတွေမှာညာတွင်ချင်းလုံခြုံရေးတင်းကျပ်မှုတွေချထားခဲ့ရကြောင်းရဲတွေကဆိုပါတယ် ပေါက်ကွဲမှုတွေကြောင့်ဖြစ်ရတဲ့ထိခိုက်ဆုံးရှုံးမှုတွေတော့မသိရသေးပါဘူး။ယခင်နေ့တွေက ရုံရင်းစံခတ်ဖြစ်နေတဲ့ဂျာကာနေယခုပေါက်ကွဲမှုတွေကြောင့်တင်းမာမှုပုံမြင့်တက်လာပါတယ်။ယမန်နှစ်ကဆန္ဒပြပွဲများမှာအကြမ်းဒီတုံးခဲ့တဲ့အပေါ်ပါဝင်ပတ်တန်နေတဲ့ဝင်းကြီးချုပ်ဟောင်းရှိဟာစီနာနဲ့တထောင်နှစ်ဦးကိုတင်းလာနေကတရားစီရင်ချက်မချမီတရက်အလိုမှဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ သူအခွင့်ရေးအပေါ်ပြစ်မှုများကျူးလွန်ခဲ့တဲ့အတွက်ဟာစီနာကိုဒါကမှအထူးတရားရုံးတစ်ခုကတနင်္လာနေ့မှာတည်ထောင်ချမှတ်ခဲ့ပါအထိဒီတရားရုံးကအသက်88နှစ်အရွယ်ဟာစီနာကိုအိန္ဒိယပြန်လာပြီးတရားစီရင်မှုကိုရင်ဆိုင်ရန်ညွှန်ကြားထားပါအထိရမန်နှင့်ចောင်းသားဆန္ဒပြပွဲမှာရဲရင်အဖြစ်အကြမ်းသုံးဖြေရှင်းဖို့အမိန့်ချခဲ့တယ်လို့စွပ်စွဲခံထားရပါအထိ ဘင်္ဂလားဒေ့ရှ်ပြည်ထောင်ရေးဝန်ကြီးဟောင်းလဲတေတံ6မှန်ခံရကဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးမှုချုပ်ဟောင်းလဲထောင်ဒဏ်9နှစ်6မှန်ခံရပါတယ်လို့သိရပါတယ်ရှင်ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျွန်မကတော့ညမိုးထပ်ပါ